အကျမ်းဖတ်ခေါင်းဆောင်မင်းအောင်လှိုင်ကတ်လူခဲ့တဲ့ဘုံအဲ့ဒီဘုံဟာဘယ်နေရာမှာကတ်လူခဲ့တာလဲကျွန်တော်ရဲ့မိဘတွေကျွန်တော်ရဲ့ Telegram ကမိသားစုဝင်တွေကြည့်ခဲ့ပြီးပါပြီကျွန်တော်ဗီဒီယိုတင်ပေးထားပါတယ် YouTube မှာတင်ဆက်ဖို့အဆင်မပြေလို့ပါဆိုတော့ဒီလိုမျိုးအကျမ်းဖတ်လူသက်ကောင်တွေဟာ ကျွန်တော်တို့ရဲ့ရဟန်းတန်ဃာတွေကိုဘုံကျဲတပ်ဖြတ်ခဲ့တာချိန်ခံများစွာရှိခဲ့ပါပြီ။ဟုတ်ကဲ့ပါ။ ကက်လူလိုက်တဲ့ဘုံဖျားတကာကြီးဆိုတဲ့ကောင်းမင်းအောင်လှိုင်းဘလူအချင်းဒီဇူးတွေနဲ့ပြန်လဲရေဆိုင်ရမလဲဆိုတာကိုကျွန်တော်တို့ပြည်သူအားလုံးကစိတ်ဝင်စားနေကြပါတယ်မှန်ပါတယ်။နောက်ချုံမြို့စေရနာပရိယတိစာတင်တိုက်ပေါ်ကိုဘုံကျဲခဲ့တဲ့ဖြစ်ရမျိုးဟုတ်ပြီပရိယတိစာတင်တိုက်မှန်တိတိကြီးနဲ့ ဘုံကျဲနိုင်တဲ့စိတ်အတူမိမိကျွန်တော်တရင်နေတင်ဆက်တဲ့အချိန်တွေပြီးတော့ကျောင်းမိဘတွေနဲ့အခုလိုဆွေးနွေးနေတာတွေဟာကျွန်တော်မိဘပြည်သူတွေနဲ့ကျွန်တော်တော်လန်တော့ကျွန်တော်လူငယ်တွေနဲ့ဒါအချင်းချင်းစကားပြောနေုံအသက်ပါကျွန်တော်ရဲ့မိဘ ျွန်တော်ရဲ့ဗီဒီယိုကိုကျွန်တော်ရဲ့ရဲဘော်ရဲဘက်တွေလည်းကြည့်နေတယ်ကျွန်တော်ရဲ့တငယ်ချင်းတွေလည်းကြည့်နေတယ်ကျွန်တော်ရဲ့ရဲမေတွေလည်းကြည့်နေတယ်ကျွန်တော်စကားတွေအများကြီးဟိုဖောက်ကားပြီးတော့ပြောလို့မရအောင်ဟုတ်ပြီရန်တန်ကတွေ့စာတင်နေတဲ့နေရာစာတင်တိုက်ကြီးမှန်တိတိကြီးနဲ့ဘုံကျဲရက်တဲ့စိတ်မျိုးဘုံကျဲလိုက်ရင်အဲ့ဒီ တန်ဃာတွေ့ပြီးတော့ထဲထဲမှဒါတန်ဃာဒီကိုလောက်ကန်ကျွေးမွေးနေတဲ့ကျွန်တော်တို့ရဲ့ဒေတာကန်ပြည်သူတွေအပြစ်မဲ့တဲ့သူတွေတေဆုံးမှန်မှန်တိတိကြီးနဲ့လင်းငရဲကခွေးသားတွေဘုံကျဲခဲ့အဲ့ဒီဘုံကျဲမှုကိုဥဆောင်ခဲ့သူကကျွန်တော်အရှိကပြောတယ်ဖျားတကာကြီးလို့ခေါင်းစဉ်တက်ထားတယ် ူကိုသူရေမြင့်ရှင်တခင်ဘရင်လို့တင်စားနေတဲ့ခွေးလောက်မှတည်တရားမရှိတဲ့ပြည်သူကြွေးတဲ့သမင်းကိုကျွန်တော်တို့အားလုံးစားနေကြတာအဲ့ဒီမင်းအောင်လှိုင်ဆိုတဲ့ကောင်ကလည်းပြည်သူကြွေးတဲ့သမင်းကိုစားနေရကျွန်တော်စကားပြောမှလားမှန်လားကျွန်တော်ရေးပြပါ comment ရေးပြခဲ့ပါလက်ရှိ ကျွန်တော်တို့နိုင်ငံမှာအာနာယူနေပါတဲ့အုပ်စုအခုလုံးဘုံမှုတွေဘိုးချုပ်တွေတိုင်းမှုတွေရှိရှိသမျှယာဒူးယာခံတွေအကုန်လုံးကကျွန်တော်တို့ပြည်သူကျွေးတဲ့ထမင်းကိုစားနေကြရတာဒါပေမဲ့အဲ့ဒီလက်ကိုဒီကောင်လေးပြန်ကြိုက်ကြတယ်ဘုံနှလုံးကိုနှစ်ချိန်ကျဲချလို့မသိမှာစိုးလို့ အဲ့ဒီပရိယတိစာသင်တိုက်ပေါ်မှာအနိုင်ပြန်ပြီးတော့စတနံနဲ့ပြစ်ပြီးတော့ထမှန်ပြီးတော့ပြစ်ခတ်ခဲ့တဲ့စိတ်ကျွန်တော်ရဲ့ဗီဒီယိုကိုကြည့်နေတယ်ကျွန်တော်ရဲ့မိဘပြည်သူတူးချင်းစီတိုင်းကျွန်တော်ရဲ့ညီကိုမတော်မတူးချင်းစီတိုင်းဒီလိုစိတ်မျိုးကျွန်တော်တို့ဘယ်လိုမွေးလို့ရမလဲစဉ်းအောင်စဉ်းစားလို့မရအောင်ကျွန်တော်ရဲ့မိဘ ျွန်တော်တို့စဉ်းအောင်စဉ်းစားလို့မရဒါပေမဲ့ဒါကိုဒီကောင်တွေလုတ်ခဲ့ကြတယ်မနေ့ကတရားနီအတွက်အမှတ်တရကျွန်တော် တင်ပြခဲ့တယ်ပြီးတော့ကျွန်တော်တို့ရဲ့ရှစ်သက်ရှစ်မှာပေးဆက်ခဲ့တဲ့ကျွန်တော်တို့ရဲ့မိသားစုတွေကျွန်တော်တို့ရဲ့အာဇာနီအဲ့ဒီရှစ်သက်ရှစ်မှာပါဝင်ခဲ့တဲ့ကျွန်တော်ရဲ့မိဘတွေကိုကျွန်တော်ဖိတ်ခေါ်ခဲ့တယ်ကွန်မန့်မှာဆိုတော့ဒီနေ့ကျွန်တော်ကွန်မန့်တွေကိုပြန်ဖတ်တယ်ပြီးတော့ပြန်ပြန်မှတ်တယ် ။ comment တွေအကုန်လုံးကိုကျွန်တော် reply ပြန်ဖို့ကျွန်တော်ကြိုးစားပါတယ်။ reply တွေပြန်ပေးထားပါတယ်ကျွန်တော်ရေးမိပါတယ်။အဲ့ဒီ comment တွေကိုသိချင်တာလေးကျွန်တော်မှတ်ပါတယ်။ဒါကိုကျွန်တော်ပြန်လဲတင်ပြဖို့နေဇွဲတစ်ခုရှိပါတယ်။အဲ့ဒီနေဇွဲမှာကျွန်တော်အထူးပြုတင်ပြပေးသွားမှာဖြစ်တယ်။အဲ့ဒီ comment တွေကိုကျွန်တော်ဖတ်တယ်။ကျွန်တော်ရဲ့မိဘတွေတကယ်ကြုံခဲ့တဲ့အကြောင်းအရာတွေ88 မှကျွန်တော်နိုင်ငံတွင်းထဲမှာရက်ဆက်ဆက်လောက်ခံရတဲ့ကျွန်တော်တို့ရဲ့သူရဲကောင်းကြီးတွေပြန်လဲပြောလာတဲ့စကားတွေကျွန်တော်ရင်ထဲမှာစုံနေမှာတခါတည်းရမှာကျွန်တော်တို့ပေးဆက်နေတာကျွန်တော်တို့လောက်ကိုင်းနေတာတွေဘာမှမဟုတ်သေးဘူးလို့ကျွန်တော်ကိုယ်၌ခံစားလိုက်ရတယ်ဒါကြောင့်ဒီတော်လန်ရေးမှာယနေ့အချိန်ကြီးကျွန်တော်နှိမ့်ချစွာပါဝင်နေရတာ ကျွန်တော်တို့အရှိမကြီးမြတ်တဲ့ကျွန်တော်တို့ရဲ့သူရဲကောင်းတွေရှိနေလို့ကျွန်တော်တို့အရှိမအရန်ကိုခန်းထားတဲ့တမိုင်းတွေကိုရေးထိုးခဲ့တဲ့ကျွန်တော်တို့ရဲ့အာဇံညီတွေရှိနေလို့ကျွန်တော်ဆိုတာတာမန်ရဲဘော်တယောက်ပါကျွန်တော်ရဲဘော်ရှမ်းလေးပါတာမန်လူငယ်တယောက်ပါကျွန်တော်တို့တော်လန်ရေးလုပ်ခဲ့တယ်ကျွန်တော်တို့တိုက်ပွဲတွေဝင်ခဲ့တယ်ကျွန်တော်တို့လေ့ကျင့်ခဲ့တာတွေဟာတာမန်ပါဒီချက်ပုံပြီးတော့ကျွန်တော်တို့လုတ်ပြဖို့ကျွန်တော်တို့အငြင်း စ조사မယ်အစွမ်းကိုပေးဆက်သွားမယ်လို့ကျွန်တော်ဒီကနေပြီးတော့ဂတိပြုပါတယ်ကျွန်တော်သတင်းတင်ဆက်တဲ့မီဒီယာသမားတွေရှိတယ်ပြီးတော့နိုင်ငံရေးအကြောင်းတင်ပြတဲ့သူတွေရှိတယ်ပြီးတော့လက်ရှိကျွန်တော်တို့ဒီတိုင်းပြည်တွင်းမှာဖြစ်ပျက်နေတဲ့အခင်းအကြောင်းအရာတွေကိုတင်ပြနေတဲ့မီဒီယာရှိတယ်ကျွန်တော်မီဒီယာသမားလည်းမဟုတ်ဘူးကျွန်တော်နိုင်ငံရေးသမားလည်းမဟုတ်ဘူးကျွန်တော်ဂျေးပေါ်ပါပြည်သူကိုကာဝယ်ဆောက်ရှောက်ပါမယ်ဆိုတဲ့သစ္စာဒိဋ္ဌံကို ရစ်ဆိုပြီးတော့တစ္ဆာရေတောက်ထားတဲ့ရဲဘော်တူပါဒါမှကျွန်တော်လက်နဲ့ကင်ဖို့တော့ငွေဖွာလာတာမဟုတ်ဘူးမဖြစ်မနေကင်ဆောင်နေရတဲ့အခြေအနေရောက်နေတာမဟုတ်လို့ကျွန်တော်လက်နဲ့ကင်ဆောင်ထားရခြင်းဖြစ်တယ်ဆိုတာကျွန်တော်ရဲ့ဗီဒီယိုအမြဲတမ်းကြည့်နေတယ်ကျွန်တော်ရဲ့မိဘတွေသိပါတယ်ဆိုတော့ကျွန်တော်ရဲ့မိဘတွေကျွန်တော်ရဲ့ညီကိုမောင်မတွေနဲ့ကျွန်တော်ထပ်သေးရှိပါတယ်ဆိုတဲ့အကြောင်းကို မှတ်တရကျွန်တော်ပြန်ပြောနေခြင်းဖြစ်ပါတယ်ကျွန်တော်မိဘတို့အကြံပြုချက်တိုင်းကိုကျွန်တော်တလေးတစ်နှက်ကျွန်တော်ရှိပါတယ်ဟုတ်ပြီဒါခစ်ဆက်ဆက်တမိုင်းဆက်ဆက်နဲ့ယနေ့အတိုင်ကျွန်တော်တို့ရဲ့တန်ခါတော်တွေပြီးတော့ကျွန်တော်တို့ရဲ့ဘာသာရေးအဆောက်အဦတွေကိုရွေးချက်ရှိရှိ ဖြည့်ဆည်းခဲ့ကြတဲ့လူမိုက် ခွေးသားတွေရဲ့လုပ်ရက်တွေကျွန်တော်မယုံနိုင်အောင်မြင်တွေ့နေရပါတယ်ဆိုတော့ဒီပေါ်မှာလဲကျွန်တော်ရဲ့မိဘဒီသင်းတွေတက်လာတိုင်းမှာတခက်ကိုရှင်ထုနာဝန်နဲ့ပတ်လက်ဖြစ်နေတာကိုလဲကျွန်တော်ကြားသိရပါတယ်ဒါကြောင့်အဲ့ဒီနေရာဟာဘလို့နေရာမျိုးလဲဆိုတာကိုတဖက်ရက်ကကောင်းနေအကုန်လုံးစုံစမ်းလို့ရတယ် ကျွန်တော်တို့ပရိယတိစာသင်တိုက်လားမင်းတို့ပြောပြောနေတဲ့မင်းတို့အနိုင်ယူနေတဲ့ကျွန်တော်တိုင်းရင်းသားတစ်ဖွဲ့ဝင်တွေရဲ့စစ်စခန်းလားကျွန်တော်တို့ PDF တွေရဲ့စစ်စခန်းလားမင်းတို့ကြိုက်တယ်လို့မျိုးသုံးနှုံးလို့ရတယ်အသုံးနှုံးကကျွန်တော်တို့အတွက်အရေးမကြီးဘူးအဲ့ဒီနေရာကိုပြန်စုံစမ်းလိုက်ပြန်စုံစမ်းပြီးသွားရှင် ကိုကိုကိုအပြစ်ရှိတယ်လို့ဝန်ခံတယ်ဆိုရင်ဒီလောကမှာဒီလိုမျိုးခွဲလောက်မှအသိဉာဏ်ရှိတဲ့ကောင်တွေနေထိုင်သင့်လားမနေထိုင်သင့်ဘူးလားကိုယ့်အံကိုဆုံးဖြတ်ပြီးသားရင်ကိုယ့်အံကိုဟုတ်ပြီကျွန်တော်ရင်မိပါဒါရီကကျွန်တော်တို့ပြည်သူတွေရဲ့နှလုံးသားလိုက်မှတန်မှုရိုက်ထားတယ်လို့မျိုးဒါရီကိုလုံပြလို့ရကျွန်တော်တို့ နောက်ဆုံးဘွားလို့လားကြောက်လန့်ဘွားလို့လားကျွန်တော်နေရဒေသတီးတီးမှာကျွန်တော်တို့ရဲ့ကြေးရွာဝင်ရောက်တဲ့ဘုံကျဲတဲ့မီးရှို့တဲ့ဖြက်စီးတဲ့ရောရွာသားတွေခေါင်းဖြတ်တယ်ခြံစည်းရိုးတိုင်မှာစိုက်ခဲ့တယ်ကာလမပေါ်မှာလမ်းမထပ်မှာလက်နဲ့မဲ့ပြင့်မဲ့ပြည်သူတွေကိုကျွန်တော်တို့မြင်လို့ရှုလို့မကောင်းအောင်ကလီစာတွေကိုဆွဲထုတ်ပြီးတော့လမ်းမပေါ်မှာပဲဖြန့်ကျဲပြီးတော့ကျွန်တော်တို့ကို ကြောက်အောင်ကြောက်စိတ်သွင်းခဲ့လို့ရောကျွန်တော်တို့ကြောက်ခဲ့ကြလို့လားခေတ်ဆက်ဆက်ကျွန်တော်တို့ကိုညှိုးစုံနဲ့တပ်ဖြတ်ခဲ့ကြပြီးပြီကျွန်တော်တို့ကြောက်စိတ်ဖြစ်သွားကြလို့လားဆိုတော့ပိုဆိုးတဲ့အတွင်းကိုပိုနှံ့အောင်ဒီကောင်တွေသူတို့ကသူတို့တွန်းနေကြတာပါကျွန်တော်ရဲ့မိဘ တေချာပေါ့အဲ့ဒီတွင်သေးကိုဒီကောင်လေးအကုန်လုံးဆင်းရမှာဖြစ်တယ်ကျွန်တော်တို့ကလူငယ်တွေကပြက်သားသွားတယ်အာနာရှင်မှန်သမျှအချမ်းဖတ်ဖတ်စစ်တက်မင်းအောင်လှိုင်းတဲ့ပူပေါင်းသူမှန်သမျှဒီနိုင်ငံတွင်ထဲမှာကျွန်တော်တို့လုံးဝတကောင်းမအရှင်ထားမှာမဟုတ်လို့ဒီကောင်လေးရဲ့မျိုးဆက်ပါကျွန်တော်တို့ချမ်းမှာမဟုတ်ဘူးအညောင်ပြန်ပေါက်လာမှာစိုးလို့ ပွဲရတော့တကယ်ကောင်းပါကျွန်တော်မြင်ပါဒါကြောင့်ကျွန်တော်မြင်းနဲ့ပြောတယ်ကျွန်တော်ကိစ္စဆက်မှာကျွန်တော်တို့ကြုံခဲ့ဆုံးခဲ့တဲ့အရာတွေအကုန်လုံးကိုဒီຫນွေဥရဲ့တော်လှန်ရေးမှအကုန်လုံးကိုညင်ခွင့်အကုန်လုံးကိုတီခွင့်အကုန်လုံးကိုကြားခွင့်ကျွန်တော်တို့ရလိုက်တာကျွန်တော်ဝင်အမြင်အရှိတီမှာကျွန်တော်တို့ကိုဂျင်းမျိုးစုံတွေဒီကောင်တွေထည့်ခဲ့တယ်။သတင်းအမှောင်တွေချခဲ့တယ်။ စာအုပ်တွေတော့မှကျွန်တော်တို့လွတ်လပ်စွာဖတ်ခွင့်မရတဲ့အခြေအနေတွေဟောပြောခွင့်တွေပြောဆိုခွင့်တွေပြီးတော့လူတူးချင်းစီရဲ့ခံစားချက်ကိုထုတ်ဖော်ဖို့တွေအမောင်ကြခဲ့တဲ့အခြေအနေကျွန်တော်လူငယ်တွေဓာရီနဲ့အကုန်လုံးရင်းနှီးပြီးသားပါဒါကြောင့်ဒီတော်လှန်ရေးဟာကျွန်တော်တို့အတွက်တကယ့်ကိုဂုဏ်ယူရပါတယ်ဟုတ်ပြီ ။နောက်ကျောကျွန်တော်တို့ပြည့်တိစာသင်တိုက်ကြီးကိုစာသင်တိုက်ကြီးမှန်တတ်တတ်နဲ့ယူရချက်ရှိတယ်လို့ပဲဆိုရပါတယ်။ဘာမှတော့သိတော့ပြောစရာမရှိဘူး။ဘုံကျဲမှုကိုရင်တွေရောရန်တန်တာတွေရောကျွန်တော်ရဲ့ဒေတာကန်တွေရောတည်ဆုံးခဲ့ရပြီပါပြီ။ဒီပြည့်စင်တွေလည်းကျွန်တော်ရဲ့မိဘတွေသိခဲ့ပြီပါပြီ။ဒါဟာကျွန်တော်တို့နိုင်ငံရဲ့တမိုင်းစိုးတစ်ခုဖြစ်မှတ်တမ်းဝင်သွားပါတယ်။ဟုတ်ပြီ နောက်ထပ်တစ်ခုကလက်ရှိကျွန်တော်တော်လန်သောကျွန်တော်တို့ရဲ့ဒါမိသားစုဝင်တွေကို တရုတ်ဟောင်းဝင်းနီးပြညာကမ်ပဏီက အကူညီနဲ့ PFMS နီးပြညာနဲ့ဖန်ဆင်းနေတဲ့အကြောင်းကိုကျွန်တော်ရဲ့မိဘတွေကျွန်တော်ရဲ့ညီကိုတွေသတိပြုဖို့အတွက်တိဆက်ပေးပါမယ်ဟုတ်ကဲ့ပါတော်လန်လူငယ်တွေကိုဖန်ဆင်းမှုတွေဇက်တိုက်ရှိနေပါတယ်အဲ့ဒီဖန်ဆင်းမှုတွေကအချမ်းဖတ်အုပ်စု ထိမ့်ချုပ်တဲ့နေရာတွေမှာဖြစ်ပါတယ်ဆိုတော့ကျောင်းရဲ့ငွေချင်းရဲဘော်ရဲဘက်အပေါင်းတို့လုံးဝမပေါ်ဆပါနဲ့လက်ရှိဖန်စီထိမ့်သိမ့်နှိမ့်ဆက်ဟင်းမှန်ခံနေရတဲ့သီလားရှင်လားမသိရတဲ့အမျိုးသမီးနှစ်ဦးနဲ့အမျိုးသားတဦးလည်းတော့ဖန်စီခံရရပါတယ်သူတို့တွေကပုံမှန်50ညနဲ့ဖန်ဝရန်ထုတ်ခံထားရတဲ့သူတွေပါဟုတ်ပြီအချမ်းမဖက်စစ်တာ PSMS နီးပညာကိုတင်ကျဲစွာအသုံးပြုနိုင်မှုအတွက် Smart Cap UID တွေကိုအတင်းအားမဖိအားပေးပြီးတော့ပြုလုပ်ခိုင်းခဲ့ကြတာပါ Smart Cap UID Cap ကျွန်တော်ဒီကတ်တွေကကျွန်တော်တို့တူချင်းစီတိုင်းကျွန်တော်ရဲ့အချက်လက်တွေအကုန်လုံးကိုသူတို့ရှိမှာပုံအပ်ထားကြရတယ်ကျွန်တော်ရဲ့မိသားစုတွေမမေ့ပါနဲ့ အကျံဖတ်ခွေးလောက်မှအုံတော့သိဉာဏ်ရှိတဲ့ကောင်းတွေဟာကျွန်တော်တို့ပြည်သူကောင်းစားဖို့ကျွန်တော်တို့ပြည်သူအတွက်ဆိုတာဘာတစ်ခုမှမျှော်လင့်စရာမရှိပါဘူးစစ်တပ်ရဲ့ကျေးဇူးငူးတော်ရှူစံမရှိဘူးဆိုတဲ့စကားဟုတ်ပြီဟာဝနုပညာခံနီကကုညီပေးထားတာအဲ့ဒီဒီပညာအကူညီနဲ့ပဲ အကြံပဲစစ်တပ်ကကျွန်တော်တို့ရဲ့လူငယ်တွေကိုဖမ်းဆီးနေတာပါဆိုတော့ဒရင်းရရှိမှုကအနေချင်းသာဖြစ်ပါလိမ့်မယ်ဒီထက်ပိုပြီးတော့ပြောင်းနေတဲ့ကျွန်တော်တို့မလား55ကကြီးကျွန်တော်တို့တို့ရဲ့အကြံဖတ်ပုံမပေါ်ဗျာအကြံဖတ်ကောင်တွေကအကြံဖတ်ပုံမနဲ့တို့ရှိမှဘာဥပရိမှကိုင်းဆောင်ထားဆွဲကိုင်းဆွဲထားတဲ့မရှိဘဲနဲ့လှုပ်ချင်ရလှုပ်နေတဲ့ကောင်တွေဟာ အဲ့ဒီ PSMS ဒီပညာနဲ့ဖန်ဆီနေကြပါတယ်ဒါဟာကျွန်တော်တို့အထူးသတိပြုရမှာ ဖြစ်ပါတယ်ကျွန်တော်တို့ပေါ်ဆလို့မရဘူးအကျံဖတ်အုပ်စုရှိတဲ့စစေးဂိတ်တွေမှာကျွန်တော်တို့လုံးဝပေါ်ဆလို့မရဘူးဆိုတော့ကျွန်တော်တို့ဒါမြို့ပြဒေသတွေမှာလည်းကျွန်တော်တို့ရဲ့မြို့ပြ UG တွေမြောင်များရှိပါတယ်လက်ရှိအခြေအနေထိလည်း လုံးနဲ့အရင်နဲ့ရှိနေစဲပါမြို့ပြလူငယ်တွေမြို့ပြ UG တွေဘလောက်ပဲပေးဆက်ရပါစေမြို့ပြလူငယ်တွေကဒီနေ့အချိန်ထိသွေးရနေစဲပါအချိန်အခါဆိုတာဒီကောင်တွေအိမ်အရှိကိုကျွန်တော်တို့ကိုယ်နိုင်တကားလာခောက်မှဖြစ်တဲ့အကြောင်းကိုလည်းကျွန်တော်ပြောခဲ့ပြီးဖြစ်ပါတယ်ဟုတ်ပြီကျွန်တော်တို့ဒီနေ့မှာတော့အရခတ်တော်နဲ့ လူအပ်တဲ့ຢာတွေကိုဆွေးနွေးသွားဖို့အစဉ်သင့်ရှိနေတယ်ဆွေးနွေးသွားဖို့ရှိနေတယ်လို့ကုလသမဂ္ဂအတွင်းအမှုချုပ်ကထုတ်ဖော်ပြောဆိုလာပါတယ်ဆရာအရကတတော် AA GLA ဘုจุထွတ်မြတ်နိုင်ရခိုင်သူရခိုင်သားတွေအတွက်ဂုဏ်ယူပါတယ်ရခိုင်တတော် AA ဟာရခိုင်ပြည်သူတွေနဲ့ ဖွဲ့စည်းထားတာပါရခိုင်သူရခိုင်သားတွေအားလုံးဟာအီအီပါဆိုတော့ဒီစကားကိုဘယ်ချက်ကကောင်းတွေကြားရင်လဲကျွန်တော်တို့သူတို့အုတ်ချုပ်လို့ရနေစဉ်နေရာတွေမှာရှိတယ်ကျွန်တော်တို့ရဲ့ရခိုင်တွေကိုနေစဉ်ဒုက္ခပေးနေတာကိုလည်းကျွန်တော်တို့တွေ့ရပါတယ်ရခိုင်အေအေဟိတ်ဆိုရင်တေလောက်အောင်ကြောက်နေကြရတာဆိုတော့လုံလုံရတဲ့နေရာမှာတော့လုံထားအောင်ပေါ့ သူ့လက်ကိုယ့်လက်ဆိုတာကတော့ရှိပါတယ်။ဟုတ်ပြီ။ဒီလိုအချိန်တွေမျိုးမှာအခါတတ်တော်နဲ့ဆွေးနွေးဖို့စီစဉ်နေရှိတယ်။ဆွေးနွေးဖို့လည်းလုပ်နေပါပြီ။ဆိုတော့ဒီဆွေးနွေးသွားမယ်အကြောင်းအရာတွေခေါင်းစဉ်တွေကတော့အမြောက်အများရှိပါမယ်။ဒါဟာကျွန်တော်တို့အတွက်အခွင့်အရေးတစ်ရပ်ပါ။ဆိုတော့ဒီလိုမျိုးကျွန်တော်တို့နေနေထိချုပ်ထားတဲ့နေရာတွေမှာ ဟလာကျွန်တော်လူမျိုးကြီးကျွန်တော်တို့ဒါလူမှုရေးကယ်ဆယ်မှုတွေ၎င်းလူသားချင်းစာနာထောက်ထားမှုတော်၎င်းပြီးတော့ဒါအခြားသောကဏ္ဍတီးတီးမှပူပေါင်းဆောင်ရွက်မယ်ကဲဘယ်သူနဲ့ပူပေါင်းဆောင်ရွက်မလဲအကျန်းဖတ်အုပ်စုနဲ့ပူပေါင်းဆောင်ရွက်မှလားကျွန်တော်တို့ကောင်ွယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့ပူပေါင်းဆောင်ရွက်မှလားဆိုတဲ့အဖြေဟာ ကျွန်တော်တို့ မေးစရာမလိုဘဲနဲ့အော်တူရောက်လာမှာဖြစ်ပါတယ် လက်လောင်းမှာတော့ရိုဟင်ဂျာကိစ္စတွေနဲ့ဆွေးနွေးသွားဖို့ရှိပါတယ်။ပြီးတော့စပေးရှောင်းတွေနဲ့ပတ်သက်ပြီးတော့လည်းဆွေးနွေးသွားဖို့ရှိပါတယ်။ပြီးတော့ကျမ်းမာရေးဆိုင်ရာထောက်ပံ့တွေနဲ့ပတ်သက်ပြီးတော့လည်းဆွေးနွေးသွားဖို့ဖြစ်ပါတယ်။ဟုတ်ကဲ့ပါ။ဒါကတော့ကျွန်တော်တို့လက်ရှိစစ်နိုင်နေတဲ့ကျွန်တော်တို့ထိန်းချုပ်နိုင်နေတဲ့ပြည်내တွေရဲ့ပရမအူဆုံးအပြောင်းအလဲတွေဖြစ်လာတာ ဒါကိုကျွန်တော်တို့အားလုံးလည်းတွေ့ရှိရမှာဖြစ်ပါတယ်။ဟုတ်ကဲ့ပါ။ဒီကနေ့ရဲ့ညကုန်းမှာတော့ကျွန်တော်တို့တနိုင်ငံလုံးမှာရှိတဲ့ local PDF တွေကျွန်တော်ရဲ့ညကိုတငယ်ချင်းရဲပေါ့ရဲပဲအပေါင်းတို့ local PDF အနေနဲ့ယက်တီနေတဲ့ကျွန်တော်ရဲ့တပွဲဝင်ပေါင်းတို့ဆိုတော့တရင်တပွဲတွေ viewer light လှူရှားဆောင်ရွက်တဲ့နေရာမှာအတူတူပုံပေါင်းလှူဆောင်ဖို့အတွက်နှိမ့်ချပါ တကယ်လို့ ERO တွေနဲ့အတူတူပူးပေါင်းပြီးတော့လှုပ်ဆောင်မယ်ဆိုရင်လည်း ERO တွေနဲ့အတူတူပူးပေါင်းပြီးတော့လှုပ်ဆောင်ပါကျွန်တော်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေပြီးတော့ကာကွယ်ရေးကျွန်တော်တို့ဒါချိန်ဆော့ command တွေနဲ့အတူတူသွားမယ်ဆိုရင်လည်းပဲကျွန်တော်တို့ဒါဒီတဏ္ဍာဆိုင်ရာကျွန်တော်တို့အဖွဲ့အစည်းတွေနဲ့ဥပမာတောင်ပိုင်းတိုင်းစစ်ဒေသမြောက်ပိုင်းတိုင်းစစ်ဒေသလေပိုင်းတိုင်းစစ်ဒေသစသည်အဖြစ်အတူတူပူးပေါင်းလှုပ်ဆောင်ဖို့ကျွန်တော်ဒီကနေပြီးတော့တိုက်တွန်းလိုတယ် အေယရီဘူဟာနဲ့တော်၎င်းကိုတိုင်းစစ်စင်ရှင်းနဲ့တော်၎င်းရန်ကုန်တိုင်းစစ်စင်ရှင်းနဲ့တော်၎င်းနေပြီးတော့ထူးတဖွဲ့ဝင်တွင်နဲ့တော်၎င်းအညာမှာရှိတဲ့အညာမြေပြန့်မှာရှိတဲ့တရင်တဖွဲ့တွင်နဲ့တော်၎င်းအတူတူပူပေါင်းလှုပ်ဆောင်ဖို့ကျွန်တော်ဒီကနေအထူးပြောကြားပြုပါတယ်ဒါကအရေးကြီးပါ